ဒီနေ့ဗီဒီယိုလေးကတော့တယောက်ကို2900ကျပ်ထဲနဲ့အချိန်ကန့်သတ်မရှိအဝစားဘာဘီကျူးဘူဖေးသွားဆမဲ့ vlog လေးပဲဖြစ်ပါတယ်ရှင်။သစ်ပင်ပန်းမန့်နေဝဝေးဆဆပွင့်ဖူးနေတဲ့ဒီလိုခြံအကျဲကြီးထဲမှာအကင်လေးကင်လိုက်အေးဆေးလေးစားလိုက်စားရတာကြိုက်တဲ့သူတွေကတော့ဒီဆိုင်ကိုအကြိုက်တွေမှာတေးချပါပဲရှင်။ဆိုင်နံပါတ်လေးကတော့ Snow အကင်ဘူဖေးပဲဖြစ်ပါတယ်ရှင်။ Snow အကင်ဘူဖေးရှိတဲ့နေရာလေးကတော့ရွှေပြည်သာမြို့နယ်တန်လမ်းမှတ်တိုင်ဘူကျောင်းဆန်လမ်းမကြီးပေါ်ပဲဖြစ်ပါတယ်ရှင်။စိမ့်လဲဝေအထုကုစေယုံရဲ့မျက်စောင်းတို့မှာရှိပါတယ်ရှင်။ဒီဆိုင်လေးဟာဆိုရင်သစ်ပင် ်ပန်းမှန်နေတဲ့စိမ့်ဆိုးနေတဲ့ခြံဝန်းကျဲကြီးဒီမှာဖွင့်ထားတဲ့အကင်ဘူဖေးဆိုင်လေးပဲဖြစ်ပါတယ်ရှင်ဒီဆိုင်ထဲကိုဝင်သွားလိုက်တာနဲ့တက်တော့အုပ်တဲတစ်ခုကိုဝင်သွားလိုက်တယ်လို့မျိုးအဲဒါမဲ့ lighting တွေကလည်းအပြည့်ထွန်းပေးထားတာဖြစ်တော့လင်းလင်းထင်းထင်းနဲ့လေကောင်းလေတန်းရပြီးတော့အရန်ကိုထိုင်လို့ကောင်းတဲ့ဆိုင်လေးပါကလေးတွေနဲ့လက်စားမဲ့ foodie လေးတွေလည်းအဆင်ပြေအောင်လို့အခုလိုမျိုးရုပ်ောက်ဆက်တွေရောကလေး sauce ရာဂိမ်းဆက်လေးတွေရောထားပေးထားတာတွေ့ရပါတယ်ရှင်သူစီမှာဆိုရင်လေရေချိုးပစွန်တို့အကောင်ကြီးတွေနန်းနန်းလိုက်ခရွတ်ချွတ်ပြီးသားတွေပြည်ကြီးငားတွေရေပွဲတွေအော်ပင် လန်ဆာတွေစုံစင့်နေအောင်တွေ့ရတဲ့ grace အများကြီးယူလိုက်ပါတယ်ရှင်ဂျမဲလွှာကြက်စင်လွှာယုံသွားလွှာတွေလည်းရှိတာမလို့ယူလိုက်ပါတယ်ရှင်ဝတ်သားနဲ့ပတ်သက်တာတွေဆိုရင်လည်းသူစီမှာဝတ်နှရွက်ဖြာနုနုလေးတွေဝတ်ဥโจနုနုလေးတွေဝတ်နံယိုနုနုလေးတွေကိုပါထားပေးထားတွေ့ရတဲ့ယူလိုက်ပါတယ်ရှင်ဝတ်သားမစားပဲကြက်သားပဲစားတဲ့ foodie လေးတွေအတွက်ကိုလည်းကြက်အသားလွှာတွေရောကြက်အချိုနှက်တွေကြက်အဆက်နှက်တွေကြက်ကိုရီးယားအဆက်နှက်တွေစားသဖြင့်ကြက်သားမှလည်းအမဲဆုံးရောင်ထားပေးထားတွေ့ရပါတယ်ရှင်အသေးရွက်တွေထဲမှာဆိုရင်လည်းဒီပုံမှန်အလာကတ်ဆိုင်တွေမှာဈေးကြီးပေးဝယ်ရတဲ့အမိုးတွေ ကောက်ရုံးမှုတွေကျုဆိုင်နေနှစ်တရာစီတွေဘရိုကိုလီတွေပါထားပေးထားတွေ့ရပါတယ်ရှင်အဲ့ဒါတွေကိုပါ free flow ပေးထားတယ်2900ကျပ်ထဲမှာအပီအစီပေးထားတယ်ဆိုဘလောက်တောင်တန်နေပြီလဲရှင်အဲ့ဒါတွေတွေမကသေးဘူးဒီ buffet ထဲမှာဆိုရင်လေဒီလို soup တွေရောဒီလို dim sum တွေရောဒီလို side dish တွေအများကြီးကိုပါခင်းချင်းပြင်ဆင်ပေးထားတာတွေ့ရပါတယ်ရှင်ဒီ side dish တွေထဲမှာဆိုရင်တော့ခနမ်းမဆလာချက်ရယ်ဂုံးချင်ဆက်လေးရယ်မတရားစားကောင်းပါတယ်ရှင်ဈေးနှုန်းလေးတွေအနေနဲ့ကတော့လူတစ်ယောက်အချိန်ကန့်တတ်မရှိအဝါစားတစ်ယောက်ကို2 19900ကျပ်အပီးစီပါရှင်ကလေးတွေအတွက်ကိုတော့သုံးပေအောက်ကလေးတွေဆို free စသုံးဝင်ပေးထားပါတယ်ရှင် အချိန်အကန့်အသတ်မရှိတဲ့အဝစားဘူဖေးပဲဖြစ်ပါရဲ့ရှင် အကင်ဘူဖေးပါ Grace ကပထမတရောင်းမှာအသားတွေဘေကွန်တွေကင်လိုက်တယ်ဆိုတော့အခုဒုတိယတရောင်းမှာ seafood တွေရေချိုပစွန်တုပ်တွေခရုတွေဂုံးတွေစသဖြင့်ကင်ပါမယ်ရှင်သူစီက side dish တွေအားလဲလေအရသာထိထိမိမိနဲ့တကယ်ကိုစားကောင်းပါရဲ့ရှင် Grace တိုက်တဲ့နောက်တစ်ချက်ကတော့တန်ရှင်းတက်ရတာပေါ့နော်ဘာလေးကိုကြည့်လိုက်ကြည့်လိုက်တန်ရှင်းတက်ရနေပြီးတော့စားခြင်းစပွဲဖြစ်နေပါရဲ့ရှင်အခု Grace ကင်ထားတဲ့ဝက်နံရိုးလေးတွေဆိုလဲဝက်နံရိုးနွတ်နွတ်လေးကိုကင်ထားတာဖြစ်လို့ရိုးနွတ်လေးတွေကို ွားလိုက်ဂလုတ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 ်နဲ့အရန်စားကောင်းပါတယ်။နရွက်လေးတွေဆိုလို့ရှင်လဲအဖျားလေးတွေကိုကင်ပေးထားတာဖြစ်တော့အဖျားလေးတွေကလည်းဂလုတ်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 နဲ့အရန်စားကောင်းပါတယ်။ Grace ကဝက်နံယိုးဆိုလဲနွနွနရွက်ဖျားဆိုလဲနွနွလေးမှကြိုက်တဲ့သူဖြစ်တဲ့အတွက်ဒီဆိုင်လေးကတော့ Grace နဲ့လုံးဝကွက်တိကြပါတယ်။ဒီဆိုင်လေးမှဆိုရင်အချင်းရင်အနေနဲ့ကသုံးမျိုးပေးထားတယ်။အဲကိုစိတ်ကြိုက်ဆက်လို့လဲရပါတယ်။ Grace ကတော့ဒီသူတို့စပီသားတဲကမကြီး sauce လေးကိုအကြိုက်ဆုံးပါ Grace กินထားတာလေးကိုမကြီး sauce လေးတဲကိုနှစ်လိုက် ဆက်လက်ရွက်လေးတွေကိုထုတ်ထုတ်ပြီးစားလိုက်နဲ့အရန်ကိုထိမိခဲ့ပါတယ်ရှင်သူဆိုင်ရာစီဖူတွေကလည်းအရန်လက်ဆက်တာမလို့ပင်လယ်နှံ့တင်းတင်းလေးရနေပြီးတော့အရသာချုံငန်လေးနဲ့ အားကိုထိမိခဲ့ပါတယ်ရှင်ရေချိုးပစွန်တို့အကောင်အကြီးတွေကို cheese နဲ့တွတ်တုတ်ပြီးစားရတာကြိုက်တယ် grace ကတော့ရေချိုးပစွန်တို့ကိုတစ်ခါกินအကောင်30กินပေးပါဆိုပြီးတစ်ခါတည်းခွာခိုင်းလိုက်ပါတယ်ပြီးလို့ရှင် cheese နဲ့တွတ်တုတ်တွတ်တုတ်ပြီးတော့စားလိုက်ပါတယ်ရှင်ချိုးဆိုင်ပြီးတော့ထုတ်ထုတ်ထုတ်ဖြစ်နေတာပါပဲရှင်အကင်လေးတွေစားရင်လည်းအီလာတာမလို့အချိုးဝဲလေးစားပါမယ်ရှင်အချိုးဝဲတွေထဲမှာဆိုရင်ဖရဲတီတခွားမွေးတီကြောက်ကြောကိတ်မုတ်လေးတွေတခြား snacks လေးတွေစုံနေအောင်ပေးထားတာတွေ့ရပါတယ် grace ကတော့ bite တွေကားပြီးပောက်ထွက်တဲ့အထိစားကြတယ် ာမလို့ဆက်ပြီးစားလိုက်ပါအောင်မယ်ရှင်ဗီဒီယိုလေးကိုတော့ဒီမှာပဲနှုတ်ဆက်ပြရစီရှင် Grace သွားခဲ့တဲ့ဆိုင်လေးကတော့ Snow အကင် Buffet ပဲဖြစ်ပါတယ်ရှင်အမှတ်164ရှူပီတာမြို့နယ်ဘူဂျုံအောင်ဆန်လမ်းမကြီးပေါ်တန်လမ်းမတိုင်အနီးပဲဖြစ်ပါတယ်ရှင်စိမ့်လက်ဝေထူးကူစိတ်ယုံနဲ့နီးပါတယ်ရှင်မြို့ပြရဲ့ပူလောင်မွန်းချက်မှုတွေကနေခဏတာထွက်လာခြင်းနဲ့အခုလိုမျိုးပိန်းနှဲသီးပင်တွေတရက်သီးပင်တွေအသီးအပွင့်တွေဝဝေးဆဆာနဲ့အုံးပင်တွေရောအဲ့လိုဝဝေးဆဆာနဲ့ချမ်းကျဲရဲမှာအကင် Buffet လေးကို AC လေးဆိုင်နဲ့ relax လုပ်ချင်တယ်ဆိုလို့ရှင်ဒီ Snow ဘာဘီကျူရှိပါတယ်လို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကနေနှုတ်ဆက်ချင်ပါတယ်ရှင်အားလုံးပဲစားကောင်းကြပါစေရှင်တတား